မြန်မာပါဝင်ရှစ်တောင်အာရှကကြားဖြန့်အွန်လိုင်းဝင်လည်ခိုင်းတွေကိုနှိမ်နင်းဖို့အတွက်အမေရိကန်ကကြားဖြန့်နှိမ်နင်းရေးထူတက်ဖွဲ့အဖြစ် Scam Center Strike 4ကိုနိုမာ12ရက်မှာဖွဲ့စည်းလိုက်ပါတယ်။ဒီတက်ဖွဲ့ကိုကိုလံဘီယာခရိုင်ကအမေရိကန်ရှစ်နေယုံ တရားရေးဌာနနိုင်ငံခြားရေးဝန်ကြီးဌာနနဲ့လျှို့ဝှက်အေဂျင်စီတွေအပါအဝင်အမေရိကန်ထူးဆောင်စံစစ်ဆေးရေးဖွဲ့ FBI ကအဖွဲ့ဝင်နေကိုစလယ်ရီနဲ့ရှစ်နေရီလည်းပါဝင်တယ်လို့အမေရိကန်ဆိုရတဲ့ထုတ်ပြန်ချက်မှာဖော်ပြပါဗျာ။ ဒီတပ်ဖွဲ့ဟာအမေရိကန်နိုင်ငံသားတွေစီက20ဒေါ်လာဘီလီယံနဲ့ချီလင်းလဲခိုးယူနေတဲ့ရှေ့တောင်အရှာအထူးသဖြင့်တော့မြန်မာ၊ကမ္ဘောဒီးယားနဲ့လာအိုနိုင်ငံတွေကကြားဖြန့်အွန်လိုင်းဝင်လိန်လုပ်ငန်းလုပ်ကင်သူတွေနောက်ွယ်ကကြိုးကင်နေသူတွေကိုနှိမ်နှင်းပြီးဥပဒေအရရေးယူနိုင်ဖို့လို့ဆိုပါတယ်။ကြားဖြန့်အွန်လိုင်းဝင်လိန်ကင်တွေကိုတရုတ်နိုင်ငံသားတွေကအဓိကကြိုးကင်ဆောင်ရွက်နေတာဖြစ်ပြီးမြန်မာ၊လာအိုနဲ့ကမ္ဘောဒီးယားနိုင်ငံတွေမှာလုပ်ကင်နေတာကိုစုံစမ်းတွေ့ရှိရပြီး Chinese transnational criminal organizations in Southeast Asia have increasingly and purposefully targeted US citizens defrauding them as Judge Piero said. We estimate that more than 400,000 people from more than 70 countries are forced to work in these scam compounds, primarily in Burma, Cambodia, and Laos. With the crime extending increasingly to the Western Hemisphere and Sub Saharan Africa. Those numbers have likely grown significantly as criminal operations relocate in response to Beijing's crackdown in some places in Burma and Thailand. ဒီထုတ်ဖွဲ့ဖွဲ့စည်းတယ်လို့တရဝင်ကြေညာလိုက်တဲ့နိုမာ၁၂ရက်နေ့မှာပဲဒီမိုကရေစီကြိုးပြခရင်တက်မတော် DGBA ပါဝင်အဖွဲ့ရဲ့ခေါင်းဆောင်တွေဖြစ်ကြတဲ့စစ်ဦးစီးချုပ်ပူချုပ်ကြီးစောစတီစစ်ရေးချုပ်ပူမူကြီးစောစိန်ဝင်း စီဦးစီးအရာရှိချုပ်ဘူချုပ်စောဆန်းအောင်နဲ့ဘူမှုချုပ်ဆိုင်ကျော်လာတို့ကိုအမေရိကန်ဗန်နာယေးဝင်ကြီးဌာနရဲ့ပြည်ပပိုင်ဆိုင်မှုများထိန်းချုပ်ရေးယုံ OFAC ကအရေးယူတန်းခတ်ပိတ်ဆို့လိုက်ပါတယ်။ဒီလိုအရေးယူတန်းခတ်ပိတ်ဆို့လိုက်တာဟာ DGB အနေနဲ့တရုတ်ရာဇဝတ်ခိုင်းတွင်နဲ့ဆက်နွယ်နေပြီးအမေရိကန်နိုင်ငံသားတွေကိုပြစ်မှတ်ထားငွေလိမ်လည်နေတဲ့ကြားဖြတ်အွန်လိုင်းငွေလိမ်စင်တာတွေကိုတီထောင်ဖို့ကူညီတာနဲ့လုံခြုံရေးကူညီပံ့ပိုးပေးနေတာကြောင့်လို့ဖော်ပြပါဗျာ။ အမေရိကန်ဗန္ဓာရေးဌာနဟာပြီးခဲ့တဲ့စက်တဘာ၈ရက်နေ့ကလည်းကြားဖြန့်ကောင်းဆောင်ရှီချစ်ဂျန်အပါအဝင်ကရင်မျိုးသားတပ်မတော်ခရင်နေကောင်းဆောင်ဗိုလ်မှူးကြီးစောချစ်သူနဲ့သူနဲ့ဆက်ဆက်နေတဲ့ရွှေကုတ်ကိုကပြစ်မှတ်ကိုကိုကိုလည်းအရေးဥတန်းခိုက်ပိတ်ဆိုခဲ့ပါသေးတယ်။အမေရိကန်စုံစမ်းစစ်ဆေးချက်တွေအရမြန်မာနိုင်ငံကထိုက်ချန်အပါအဝင်ကြားဖြန့်အွန်လိုင်းဝင်လိမ်စင်တာနှစ်ခုဟာအမေရိကန်နိုင်ငံသားတွေကိုအဓိကပြစ်မှတ်ထားလိမ့်လည်နေတယ်လို့ဆိုထားပြီးဆက်လက်စုံစမ်းစစ်ဆေးနိုင်ဖို့ကြားဖြန့်နှိမ်နေတဲ့ထူးတက်ဖွဲ့ကို ထိုင်းနိုင်ငံဘန်ကောက်ကိုဆေးလွတ်ထားတယ်လို့လည်းထုတ်ပြန်ပါတယ်။ဒီအွန်လိုင်းဝင်လေရာဇဝတ်ကိုင်းတွေကြောင့်အမေရိကန်နိုင်ငံသားတွေဟာနှစ်စဉ်ဒေါ်လာ10ဘီလီယံနီးပါးဆုံးရှုံးနေတယ်လို့လည်းဖော်ပြပါတယ်။ဒီဆုံးရှုံးမှုတွေဟာတစ်နှစ်ထက်တစ်နှစ်ပိုတိုးလာနေပြီးကမ္ဘောဒီးယားနဲ့မြန်မာကကြားဖြတ်ဝင်လေစခန်းတွေကအဓိကလိမ့်လည်နေကြတာလို့လည်းဆိုပါတယ်။